ကျွန်တော်ရဲ့မေတ္တာရဝင်တိဆောက်ခြင်းဖတ်ကြားတင်ဆက်နေတဲ့ဘွေယိုလေးတွေကိုမိษွေတို့ရဲ့အားလချိန်တွေမှာမိษွေတို့ရဲ့အိယာဝင်ချိန်တွေမှာနားဆင်တွေးကြံရှုမြင်ရင်ကျွန်တော်ရဲ့မေတ္တာရဝင်လေးကိုခិតတနားကိုလဲပါလို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးမင်္ဂလာပါအိယာမှာမိုက်မောက်တော့အခါ တခုသောတိုက်ခါမှာမောင်ကြီးဟူသောအထကလရုတ်တသင်္ခါရအလေးစားသည်တိုက်ခါတွဲမှာဒဲကြံပြည့်လွယ်ဖြစ်ပြည့်၍နေ၏ထိုတိုက်ခါမှာတန်ဆောင်စသည်လာဤတန်ကသုညာသောတတနဝကလရုတ်တသင်္ခါရအလေးစားကလည်းဒဲကြံပြည့်လွယ်ဖြစ်ပြည့်ထမှနေလျပြန်၏ဂရိမူပါထိုတိုက်ခါမှာနသာစီကရော အမျိုးမျိုးမှုကြိုင်လှိုင်းစင်ကလည်းနီးတူတာမှတ်ပါဤရာမှာထိုးတိုက်ကမှာပထမမိထွန်း၍ပြီးမှဒုတိယတတိယစသည်မှာလည်းပညာနှင့်သာမြင်ပါထို့ကြောင့်ရတန်ဒကာလီညစ်မိုက်သောအခါ၌အန်တော်လီနီလှိုင်းတွဲ၌မဟာတော်ကြီးသော တမောခံတော်မိုက်မောင်စုသည်ဇာယတိဖြစ်၏ဒီပံစီမိကိုဇာလံတတပနထွန်းညိသည်ရှိတော်ကားတိဘောပါသောစီမိရောင်သည်ဧကခဏီဧဝတပြိုင်နက်သာလျှင်တက္ကလံအလုံးစုံသောအန္တောလီနံလှိုင်တွင်းကိုဖရမာနောနှံ့သည်ဖြစ်၍ ဥဒေတိတဲ့ဤတမောခံတော်မိုက်မောဆုံးသည်ဝေတိကွယ်ပြောက်ဤအာလောကတအလင်းဤဥရယောဖြစ်ပွားခြင်းသည်ဟောဒီဖြစ်ဤတမောခံတတမိုက်မောဆုံးဤဝေယောကွယ်ပြောက်ခြင်းသည်ဟောဒီဖြစ်ဤပုဏတပံဒီပေစီမိကိုနိဗ္ဗာပိယမာနေနိဗ္ဗာနိဗ္ဗာပိယမာနေ ငြိမ့်စီအပ်သည်ရှိသော တမောခန္တောတမောခန္တတမိုက်မောင်စုသည်ဥရယောဖြစ်ပွားခြင်းသည်ဟောတိယထာ ဖြစ်သကဲ့သို့၎င်းအာလောကတအလင်းဤဝရောယထာ ကွယ်ပြောက်ခြင်းသကဲ့သို့၎င်းဧဝမေဝံဤတူသာလျင်တရိယေကို၌နာနာဥရုဝတိနဝါအထူးထူးသောဥရုယစွာဖြင့်၎င်း နာနာဟာရဝတိနဝါအထူးထူးအာဟာရဤအစွားဖြင့်၎င်းနာနာစိတ်တဝတိနဝါအထူးထူးသောစိတ်ဤစွားဖြင့်၎င်းနာနိရိယပဋ္ဌဝတိနဝါအထူးထူးသောအရိယပုဒ်တို့ဤအစွားဖြင့်၎င်းနာနာပယောဂဝတိနဝါအထူးထူးသောပယောဂဤအစွားဖြင့်၎င်းဥရိယပက္ခနိစ္စပွားစည်းသောအဖို့၌ရှိသည်လည်းဖြစ်ကုန်သော ဝရပက္ခနှင့်စကွယ်ပြောင်းသောအဖို့ရှိသည်လေဖြစ်ကုန်သောနာနာတန္တတီနံအထူးထူးသောအစဉ်တန္တတိတို့၏ဥရိယံစဖြစ်ပွားခြင်းကို၎င်းဥရိယတော်ပွားစည်းသောအနေအားဖြင့်၎င်းဝရင်းစကွယ်ပြောင်းခြင်းကိုလေဝရတော်ကွယ်ပြောင်းသောအနေအားဖြင့်သူဒိဋ္ဌံကောင်းစွာမြင်အပ်သည်ကို ကတ္တဝါပြု၍ သမနုပ္ပသမနုပ္ပတံတတအဖာမာရှုသောပုဂ္ဂိုလ်ဟာဣတိဤတိလျင်အတော်လိုရဲ့အချက်အ내သဘောသည်ဤယာမာဥပမာတင်၍မြင်သာအောင်ပြမည်လောကကြီးသည်တိုးလုံးမီးရဲ၍နေသောဓမ္မီအိုးကြီးထဲမှဓမ္မီဤပူဆွားနေသည်ရှိန်ရှိန်တုတ်တုတ်တိမ့်တိမ့်လှုံမဆဲသောတေဇောဓမ္မီရဲရဲကြီးသည် ပူစားနေထိန်ထိန်ညီသော ရှိန်ရှိန်မိသောနှင့်သာလောစွာတူသည်ဥပမာဥပမေယဟာ၍ပြတော်ကားဤခန္ဓာကိုယ်သည် တိုးလုံးမီးရဲ၍နေသောဓမ္မီအိုးကြီးနှင့်သာလောစွာတူ၏ယုံနာခပဲမမြဲသောသဘာဝအိဋ္ဆာမှာဓမ္မီဤပူစားနေနှင့်သာလောစွာတူ၏တဏီမောင်မိုက်သောအခါတခုသောတိုက်ခမ်းမှာမိထွန်းလျာ ပထဝီအာဝောတေသောဝါယောဝန္ဒကန္နရတ္တဩဇာဟုသောအထကလယုတ်တ်မိအောင်တွင်သည်ထိုတိုက်ခန်းလုံးမှာပြည့်နေလျာ၏ဤ၌လည်းယခင်စွာခဲ့ပြီးသောဓမ္မီဩကြီးနှင့်သာလွန်စွာတူသည် ထိုမိကိုငြိမ်းသောအခါမှောင်မတ်၍လာ၏ထိုမောင်တိဟုသောအထကလယုတ်တ်မှာလည်းယခင်စွာခဲ့ပြီးသောဓမ္မီဩကြီးသို့လာဓမ္မီဩကြီးလိုသာမှတ်ပါ တဏိမာဤဆက်ကြဝရာတစ်ခုလုံးသည်ရဲရဲညီသောဓမ္မီဝနှင့်သာလွန်စွာတူသည်နေယောင်လယောင်ကြေယောင်မှောင်မိုက်စသောသင်္ခါရကပဲမမြဲသောအလိမ့်စသဘာဝမှာပူဇွမ်းွေထိန်ထိန်ထ၍ရှင်းရှင်းကြွသောဓမ္မီဤသဘာဝနှင့်သာလွန်စွာတူသည်တဏိမာဝဲရရှင်းနောက်ထဲ့အောက်ပီလာဆံမျက်နှာအဖျင်း ဆုံးစဆုံးစပိုင်းခြားကံကလာမရသောဩကာသလောကကြီးသည်ဓမ္မီအိုကြီးနှင့်သာလွန်စွာတူသည်တဝဉာဏကအဝဉာဏကရှိသမျှဥတုံအလုံးစုံသဗ္ဗသင်္ခါရကပဲမမြဲသောသဘာဝသည်ဓမ္မီအိုကြီးထဲမှရဲရဲညီသောဓမ္မီနှင့်သာလွန်စွာတူသည်ထို့သူပမာဏအမူယာမြကိုယုံနာဟုဆိုရသောအိဋ္ဌသဘာဝမှာလျှက်စိတ်ပမာဏနှင့်လည်း တူလာသောသဘောကိုအတတလတော်အာရန္တိအာယန္တိဘင်္ဂကေသလူဒတလံဝိသုပါရောဤဝအာဂာတိဥပ္ပေသန္တိဝရန္တိသာအတတလတော်မမြင်ရရအနာဂတအဘာဝအဖြစ်မှ အာယန္တိလာ၍အသည့်ဖြစ်ပေါ်လေလာကြကုန်၏ဘေဃာချုပ်ပြောက်ပျက်စီးကုန်ပြီသောယုံနာသင်္ခါရတို့သည်လည်းအတတလံ မမြင်ရရာအဘာဝစီအတိတ်ဖြစ်သူကေသန်တိရောက်လီကုန်၏အာဂတိပိစုံရိုက်ချုံခြိုင်အုံးချိန်အုံးထက်ခွင်မိုးကောင်းကင်၌ဝိဇုပ်ပါတော်ဤဝပြိုးပြက်လျက်ပြိုးပြက်လျက်လျက်လျက်စိတ်ဖြစ်ခြင်းကဲ့သို့ဩပဇန်တိစာဖြစ်လဲဖြစ်ကုန်၏ဝရန်တိဝရန်တိစာပြက်လဲပြက်ကုန်၏၎င်းနှင့် ဤကဲ့သို့ပမာဏမမြဲသောသဘာဝသင်္ခါရခပင်းကို ပြာမကျွင်းအောင်လင်းလင်းချင်းချင်းထင်းထင်းကြီးမြင်လိမ့်မည်မြင်အောင်ကြည့်ပါမြင်ရအောင်ဟာအာတာထံသဲမမြင်မနေဘူးပဲအကြိတ်ခဲ၍လောကဲအပ်ရပြီဤသာသနာအခါဤသာသနာတော်အခါသောတာပန်ဆိုဒီမှာသမ္မာသမ္ဗောဓိပိစေကသမ္ဗောဓိအက္ခတာဝကမဟာတာဝကတို့ကဲ့သို့ပါရမီကိုငဲ့ဖို့ရာမရှိဘူး နိဗ္ဗာန်ကိုရရပါလို၏ဟုဆူတောင်းကြသည်များပဂရိသာဝကတို့မှဂရုပြုလျင်ယခုသောတာပန်ဆက်တရားခံပင်ဖြစ်ပါ၏နာဂာခေနာဂာခေရှိတီကိုကြည်လေအိမေဇသုဘဒဘိက္ခုတမဝိဟာရေယုံအတုံညောလောကေအရဟံတေဟိအတ္တသုဘဒသုဘအိမေဇဘိက္ခုဤယန္တုတိကာ တမာကောင်းစွာဝိဟာရယုံ နေကုန်ညာအံလောကီလောက၌အရဟံတေဟိယန္တာတို့မှာအတုံညောမစိတ်ကင်းပြီးအတ္တဖြစ်ရာဤပါဠိတော်ယယခုအခါသူငါကစဒုံလဘကြုံကြ၍ခန္ဓာ၅ပါးစုံရခြင်းကနိဗ္ဗာန်တရားသည် ဥပမာခရဝေအပါမုတ်စိတ်ကြမုတ်စိတ်ကြမှာပြားလာ၍စွဲသလို မခဲမညိုမျိုးယုံမျှသာ လိုကြသည် ဤကဲ့သို့ဝိပဿနာမျိုးကိုညာမလို့ဝဲညာမတိုးဝဲတို့တို့ပေခွေ၍ညာဝင်ညာပြညာမသွားကညာမဝါနိုင်ညာမငုံနိုင်ညာမမိနိုင်ညာမပိုင်လျင်ညာပိုင်ညာမှုညာမစူးလျင်မဟုတ်ဘူးထင်တတ်ပြီးဤရာဝဲအတိတ်ဘယ်သဘောကိုလင်္ကာနဲ့ပြောမိ ဤလောက၌မိဘတို့အားချစ်ကြများလဲမိဘနဲ့မူအယူကွဲပြားဖစကားကို နားမထောင်လူရန်သူဖြစ်လေအမွေမရပမာဏသူဖရာစကားမြတ်တရားကိုနားမဝင်ပြီမတိလျင်သဘုံမယုံလျင်ရန်သူ အတူလိုနေမက်ဖို့မွေကိုမရလျင်ညာဆင်းရဲပွားသည့်အများလူတို့သိစီဖို့တရိမူပါယခုအခါဥပဒနာတရားကိုအာထုတ်ကြသောအမျိုးကောင်းသားသမီးများမှာအာတိမိတ်တ္တဆဘာဝေဟိ ပါဠိတော်အရဩဃာတလောကထဲမှာဒသုံးတရားဘယ်ဟာဟူသောသဘောနဲ့ပြောเสียရမရှိကြည်เสียရမရမမြဲသောသဘာဝကသဝတ္တကကြီးထိန်းသိမ်းကြီးသောမိတော်ကြီးမြပမာဏလိုသဘာဝအစဉ်မြကိုမြင်ရမည်ဟုလိုထိုသို့မြင်ရသောသူအားလောကီလောရသမားများယက်ချိန်ပိတ်တာပြောက်လျင်နိဗ္ဗာန်ဝင်စကားကဲ့သို့ထို့လူမချာလောကုတ္တရာတရားဖြစ်သော ဝိပဿနာတရားမှာတတဝါအယိတ်နမိတ်ခမင်းအကုန်ကင်းမှအာနိမိတ်ဖြစ်ကြပြီသို့မှအာပနိဟိတတုံညတဟုဆိုရမည်ကြက်ကြက်သည်တရိမူရမည်ဤသင်္ခါရခပဲမမြဲသောသဘောကယခုအခါယခုကဘာမှာမှ မမြဲသောလောကမဟုတ်အတိတ်လွန်လေပြီးဖြစ်သောရှေးရှေးသောအခါရှေးရှေးသောကဘာပါကတဘာဝဓမ္မဤလောကတည်ထောင်စီမှစ၍ ရန်လေတဲ့ဒီမြဲဤဟူသောအချက်ကအမျက်လီမြမရခဲ့ဘူးဘူးမရှိခဲ့ဘူးဘူးမပေါ်လာခဲ့ဘူးဘူးဤအတိတ်ပစ္စုပ္ပန်ကာလနှစ်ပါးမှာသာမမြဲသောသဘောမရှိမမြဲအတိဖြစ်နေပြီဒီမဟုတ်လာလတံသောအနာဂတ်မှာလည်းဘယ်သောဘယ်ခါဘယ်ကဘာကြတော့မြဲသောသဘောရန်နာပြင်ငိမ့်သောသဘောကအမျက်လီမြသောပေါ်လာလိမ့်မည်ပဲလေမဟုတ်ဘူး မပေါ်လာဘူးမပေါ်လာနိုင်ဘူးအဘဲကြောင့်ဒီမြဲသောသဘောကတည်ကြည်ငြိမ်သက်သောသဘောကအမြဲလီမြပဂရိကူကလုံးလုံးမရှိတက်တက်မရှိဘိမရှိအလျင်းမရှိစင်စင်ကြီးကဲရှင်းလာကြောကြောင့်ဒီဤကသဗ္ဗေသင်္ခါရအနိစ္စာတိယထာပညာယပတ္တိအထနိဗ္ဗေတတိဒုက္ခေဧတမေကောဝိတ္တုတ္တိယဟုသောဓမ္မပရပါဠိတော်၏အဓိပ္ပာယ်ဤ ဒုက္ခဆိုသည်ကတေဘုမကဝတ္တံဒုက္ခဟူသောအရာဒုက္ခမေဝဟိတံဘောတိဒုက္ခတိတ်တိဝေရိစာနေညတရဒုက္ခတံဘောတိနေညနေညာဒုက္ခနိရောဇတိဟုရှုအပ်၏ဟိသစ္စာမှာဤဒုက္ခမေဝဆင်းရဲတက်တက်ဒီသာလျင်တံဘောတိအကြောင်းအားလျော်စွာဖြစ်၏ဒုက္ခဧဝဆင်းရဲတက်တက်ဒီသာလျင်တိတ်တိခဏတိပပန္နာတိအပြင်တည်၏ ဝေရိစာချုပ်လဲချုပ်ဤဒုက္ခဒုက္ခကိုအညတရကျင်ထား၍ကိဉ္စဓမ္မဇာတံပုဂ္ဂိုလ်တတ္တဝါခောဆိုဘောရာတစုံတစ်ခုသောတရားသဘောသည်နာတံဘောတိဖြစ်သည်မရှိဒုက္ခဒုက္ခမှာဉာဏ်တပါသောကိဉ္စဓမ္မဇာတံပုဂ္ဂိုလ်တတ္တဝါခောဆိုဘောရာတစုံတစ်ခုသောတရားသဘောသည်និရောဓတိချုပ်သည်မရှိအတိဘယ်အကျဉ်းတို့ရင်ကအကောင်းမွန်ချမ်းသာဒုက္ခဟုသည်ပိစုံပံဖြစ်သောယခုဘဝ ယခုသာသနာယခုကဘာမှာမှချမ်းသာဒုက္ခမရသည် မရှိသည်မဟုတ်အတိတ်လွန်လေပြီးဖြစ်သောရှေးရှေးသောကဘာပါကဤသင်္ခါရပရမထသဘာဝကပထမတိထောင်စီမှစ၍ယနေ့ထက်ဒီဘယ်တော့ဘယ်ခါဘယ်ကဘာဘယ်သာသနာတော်ဒုက္ခမှာအကောင်းဝင်ချမ်းသာဒုက္ခဟုသည်အမှုမြမပေါ်လာခဲ့ဘူးဘူးမရှိခဲ့ဘူးဘူး ထိုအတိတ်ပစ္စုပန်ကာလနှစ်ပါးမှာသာအကောင်းဒုက္ခမရသည်မရှိသည်မဟုတ် လာလလန်သောအနာဂတ်မှာလည်းဘယ်တော့ဘယ်ခါဘယ်ကဘာဘယ်သာသနာတော်ကြတော့ချမ်းသာဒုက္ခဟုသည်အမှုမြုံများပေါ်လာလိမ့်မယ်လေမဟုတ်ဘူးမပေါ်လာဘူးမပေါ်လာနိုင်ဘူးအဘယ်ကြောင့်လဲအကောင်းမွန်ချမ်းသာဒုက္ခဟုသည်ပင်ကိုယ်ရင်းသဘောပဂရိကိုကပင် လုံးလုံးမရှိတက်တက်မရှိဗိမရှိအလျင်းမရှိစင်စင်ကြီးကင်းရှင်းလာတော့ကြောင့်ဒီဤကသဗ္ဗေသင်္ခါရဒုက္ခတိ ယရာပညာယပတ္တိအထနိဗ္ဗိဒတိဒုက္ခေဧတမေဘောဝိတ္တရိယဟုသောဓမ္မပရပါဠိတော်၏အဓိပ္ပာယ်အနာကဆိုတိကဒုက္ခမေဝဒုက္ခမေဝိထိနောဒုက္ခိကိရိယာကိရိယာဝဏကာရကောနေဘူးတီတိနေဘူးဒောနမေဘောဝကမဘောနိဒဟုရှုအပ်၏ ဣဓာဣသာနာရောဣဓာဣသာနာရောအလို၌ဒုက္ခမေဝဆင်းရဲတက်တက်ဒီသာလျှင်အထိရှိဒုက္ခီဆင်းရဲခံရသောပုဂ္ဂိုလ်တတ္တဝါသည် လောအထိမရှိကိရိယာဝဆင်းရဲကိုပြုခြင်းအမူရာသမုဒိယတဏှာဒီသာလျှင်အထိရှိကာရဘောပြုတတ်သော ပုဂ္ဂိုလ်တတ္တဝါသည်နထိမရှိနေဘူးတီဧဝငြိမ်းခြင်းနိဗ္ဗာန်ဒီသာလျှင်အထိရှိနေဘူးတော်ငြိမ်းတတ်သောပုဂ္ဂိုလ်တတ္တဝါသည်နထိမရှိ မဘောဝလမ်းဒီသာလင်အဋ္ဌိရှိကမဘောသွားသောသူသည်နတ်အဋ္ဌိမရှိအတိဘယ်မှာကင်္ဂါယဝါလူကစုံနံပရာဇိတဝါတထာဂတိအနေကာသတဝကေဟိပရိနိဗ္ဗာန်ယိန်သူအနာတဝါသာတိနေအညီအစီယဝရီမဟိကင်္ဂါယမုနာသာသော မြင့်ကြီး၅သောရဲ့မြင့်ငယ်900လေ၌ရှင်းရှိသမျှသောတဲမုံတဲလုံးတွေကိုရှုံးစေတော်မူ၍ သမာတာဘောဓိဘုရားရှင်တို့သည် များစွာပင်ပွင့်တော်မူကြလေကုန်ပြီထိုဘုရားရှင်တဆူတဆူမှလည်း24သင်္ချေနှင့်ကုဋေ60ဘောဓိတသိန်းတွက်ကိမ်းများလဝိနည်းရတို့သည်နိဗ္ဗာန်သို့ရရောက်ကြလေကုန်ပြီဤကဲ့သို့ပမာဏဂေငါဝဂေငါဝါလူကသဲစုမကပွင့်တော်မူသောဘုရားရှင်တို့နှင့်တကွတာဝကဟူဟူသမ ्या တို့သည်လက်ပူယူသိမ်းငြိမ်းကြ ကုံတော်လဲနေဘူးယူသိငိမ့်ညကုံတော်လဲတတ္တလောကထဲမှာတတ္တဝခဘဲကမိမြနေပြီမိမြရော့သည်ဟုမရှိကုန်မရော့ကုန်မတိုးကုန်မဆုတ်ကုန်ဤကဲ့သို့နေခြင်းများခြင်းတိုးခြင်းဆုတ်ခြင်းမရှိသည်ကိုပင်သိမြင်ရမည်ဟုလိုသည်အဘဲကြောင့်ဤလျော်လဲတိုးဆုတ်ဖို့ရာပုဂ္ဂိုလ်တတ္တဝဟု၍အနုမြူမြပဂရိကိုကမရှိမရသောတစ္ဆာသဘောဖြစ်လေသောကြောင့်ဤ ဤယာမသစ္စာဆိုသည်ကထင်ရှားမရှိသောအဝိဇ္ဇာမာနတရားစင်စစ်ဖြစ်ပါလျက်နှင့်လေဤလောက၌တတပုဂ္ဂလအတ္တစီဝဟုဝန်ခံကြသောအရာဝတိသစ္စာဝိရိတိသစ္စာသမုဒိသစ္စာမှာလောကသစ္စာသာမှတ်ပါဝိဇ္ဇာမာနအရာသဘာဝသစ္စာအရိယသစ္စာမှာပရမထသစ္စာသာမှတ်ပါထိုနှစ်ပါးတို့တွင် လောကသမုဒိသစ္စာ လောကသစ္စာသမုဒိသစ္စာခင်မြတ်တိပညာမြတ်သာတတ္တဝါတိကဘာပါတွင်အသင်ချေရာယာကြမှာတတ္တဝါကတယောက်တယောက်ကြနှင့်တွဲဆနှုတ်ပြ၍တယောက်တယောက်ကြနှင့်တွဲဆနှုတ်ပြလျင်တတ္တဝါကုံဆုံး၍တတ္တလောကကြီးမှာသုံးလျာဤဤကဲ့သို့လောကမသုံးရမသုံးကောင်းမစိတ်ကောင်းဟုသာမှတ်ပါ ဣယာမာစင်လာဓမ္မရာအယုသူငါကစရေမူရထမတ်ကြတီကဥပမာအားဒဇတိတည်နေသောသမုဒရာလေးစဉ်ရေဝဲတခုသောဝါခွန်းငယ်ဖြင့်တို့၍ကမ်းမော်တို့ညှစ်ပြသောအခါထိုသမုဒရာဤမှာမိမြနေဤမိမြရော့ဤမတိရာတကဲ့သို့ထိုးတူပမာလတတလောကတတဝါများပြားလာ၍ဘယ်များလောက်ဖျားပေါ်ကြညာလေတတလောကတွင် အရာမထင်ဟု ယူရာရှိယူကြ၏ဤစကားမှာဝိပဿနာဟုတ်သောမှန်သောအရာသဘာဝသစ္စာအရိယသစ္စာပရမတ္တသစ္စာဖြင့်မသိမဟုတ်မသိဘုံမဟုတ်ဘုံကအဝိဇ္ဇာမာနတရားအသည့်ထင်ရှားမရှိသော သမှုရိသစ္စာ ဝစီသစ္စာလောကသစ္စာထင်မြင်အပ်သည့်ပညာမြတ်သာတတဝါကိုတင်းကျက်တောင်းကျက်ကဲ့သို့၎င်းချိန်ဝင် ပိတ်တာကဲ့သို့၎င်းအထေအဖတ်ဒရသဘောနှင့် ပြောသောကြောင့်ဒီ တရိမူယာမှာတတ္တဝါသည်ဤကဲ့သို့အချင်းအချင်းအတုံးအတ္တအနှစ်အသားရှိညာအပုဂ္ဂိုလ်တတ္တဝါအားဘယ်လောက်ပဲများများပုပ္ပကောတိနာနာယတိစသောစကားတော်ကိုညှော်မိပါလျင်သိတဲ့ရာဤအတိတ်ဘယ်ကမြတ်စွာဘုရားသည်ဖျားဖြစ်သည့်နေ့မှလောကဤအစကိုရှုမြော်တော်မူသောရွှေညာတော်သည်ရွှေညာတော်သည်ယနေ့ထက်တိသွားတော့လိုက်တော့လောကဤအစကလည်းမဆုံးမတော့ ။ဤကဲ့သို့ရွှေညာတော်နှင့်လောကမလောကမဆုံးနှစ်ပါးလုံးတို့ယနေ့ထက်ဒီသွားတော်လိုက်သောစာမဆုံးဒီကိုမျှော်မိပါလျင်တတဝကုံဆုံး၍တတ္တလောကမှာသုံးလျာဟုသိလိမ့်မည်ဟုလိုသည်။ဤချက်ကညာရင်ကြီးများညာပြစားပုံညာကုံလွတ်ပွေညာကြီးကျယ်တို့စာမေကွန်မျိုးညာထူးရွှင် ညာကြည်လေခြင်းညာသာရှင်း၍ညာပွက်လဲရအကွက်အချက်နဲ့တကွာသဲလွန်စားကိုပြလိုက်သည်တရိမူပါယခုအခါသူသူငါငါတို့သိရဖို့မှာသင်္ကတာဓမ္မာအသင်္ကတာဓမ္မာဟူ၍၎င်းကုသလာဓမ္မာအကုသလာဓမ္မာဟူ၍၎င်းဟောတော်မူသောဒေလာတော်မြတ်ဆက်ဆက်သောအချက်ပရမအထွတ်မှာတတ္တဝါအမြတ်နှင့်တတ္တမြတ်မဆက်ဆံသောယုံနာသင်္ခါရပရမထသဘောမြတ်ကိုသာဟောတော်မူပြီး ထိုပရမထာ၏အမူအရာဟူသောသဘောတို့မြတ်ကိုသာပညာအရာတတဝဟူသောဩဟာရသဘောနှင့်ထင်မြင်ပြောဆိုကြရသည်ဥပမာကအလွန်ကောင်းသောဗရမယာစိန်ကြောက်သည်ထွန်းတောက်သောရောင်ဝါလွန်စွာရှိ၏ထိုအရာသည်ကြောက်မဟုတ်ကြောက်သည်အရာမဟုတ်ကြောက်တခြားအရာတခြားလည်းမဟုတ်ကြောက်နှင့်ကင်း၍လည်းထိုအရာမဖြစ်ထိုကြောက်မှထွက်သောကြောက်ရောင်သည်ကြောက်၏တဝါဝါထူးမြတ်သာဟုသိရ၏ တိတာဤဟူလိုထို့လူပမာဏယုံနာသင်္ခါရပရမတ္ထဤသဘောသဘောသဘာဝထူးမြတ်ကိုသာတတ္တဝါဆိုသည်ခန္ဓာ၅ပါးယုံနာတရားကိုတတ္တဝါဆိုသည်မဟုတ်ခန္ဓာ၅ပါးတခြားတတ္တဝါတခြားလည်းမဟုတ်ခန္ဓာ၅ပါးယုံနာတရားနှင့်ကဲ၍လည်းတတ္တဝါတပါးတခြားမရှိထိုခန္ဓာခန္ဓာဓမ္မသင်္ကတတ်ဆက်ဆက်သောပရမတ်ဤသဘာဝထူးမြတ်ကိုသာ ြဉ္ညာသဘောမြတ်တတဝဟုသောဝဟာရနှင့်တတလောကဟု ပြောကြရသည်ဥပမာဥပမေယဟဟိပြတော်ကကြောင်းနှင့်ကပရမထသဘာဝတရားတူသည်တတဝနှင့်အယောင်တူလပေသည်ထို့ကြောင့်မဟုတ်လောအာလိဘတိလနဇာတော်ပိစုပန်လေလဇီဝတိစိတ်တပင်က မတော်လောကောပြဉ္ညာတိပရမထိယဟုခေါ်တော်မူ၏အာလိဘတိလ ဖြစ်စေမဟုတ်သောအတိတ်အနာဂတ်စိတ်ဖြင့်အနာဇာတော်တတဝဖြစ်သည်မဟုတ်ပိစုံပါနေလဖြစ်စေစိတ်ဖြင့်သာလျင်ဇီဝတိအသက်ရှိသည်မြည်စိတ်ဓာဘင်ကဘယ်သို့ရောက်၍စိတ်တိုင်းချုပ်ပြောက်ခြင်းကြောင့်လဲချိတ်စိတ်တိုင်းချုပ်ပြောက်ခြင်းကြောင့်လောကောပညာတဘောမြတတလောကသည်မတော်အခါကထက်ထက်ဆက်ဆက်တည်သည်မြည်ဧဝံတန်တိပိ ို့စဉ်ပုံသည်သေ၍ပင်နေတော်လဲပညာတိတည်စဲတည်စဲစိတ်ကိုဆွဲလျက်အသက်ရှင်၏ဟူသောစကားဖြစ်ခြင်း၏အရာတဏ္ဍာလပညာတိပရမတိယာပရမထဘူတာနာမခွတံနာစီယတိဆိုပြီးသည်နဲအမြဲနိယပရမကဲ့သို့ဖြစ်၏အ내ဤလောက၌သဘာဝဖြစ်ခြင်းကိုလိုရင်းအနှစ်အရင်းစစ်လျင် အကြောင်းနဲ့အကျိုးသာရှိသည်ဟုလိုထိုအကြောင်းဆက်ဆက်ပရမတ္ထသဘာဝကိုသာပရမတ္ထသစ္စာဆိုသည် ထိုပရမတ္ထသဘာဝတရားဆိုသည်ကပရမာနုမှုတချမ်းကိုအစိတ်တစမ်းစိတ်၍တစိတ်စာများအထွေအဖက်မရအပ်သောသဘောမျှသာပရမတ္ထသစ္စာဟုမှတ်ပါဤလောကမှာလွန်စွာများပြားအမျိုးမျိုးအစားအစာအကျိုးတရားတွေဖြစ်ပွား၍နေသောလေတုရေတုမြေတုမြူနုမြူချားမှစ၍တတ္တသင်္ခါရရှိရှိသမျှကို လောကသစ္စာဆိုသည်ဥပမာပညာမှသာတိမြင်ရသောအကြောင်းမျှသာဖြစ်သောပရမထသစ္စာသည်အနုတ္တိယနှင့်တူ၏ဝိညာဉ်ပညာတိမြင်ရသောအကျိုးလောကသစ္စာသည်ပရိယုဌာနဝိဒိကမနှင့်တူ၏ထိုအနုတ္တိယပမာပရမထသစ္စာဟုသောအကြောင်းကြောင့်အကြောင်းကြောင့်သာပရိယုဌာနဝိဒိကမနှင့်တူသောအကျိုးလောကသစ္စာတတ္တဝါအလုံးသည်ဘယ်တော့မှစ၍ အဆုံးပဲမှာကြမြင်သည်ဟူ냐အဥပမာနာလေလာရောင်ကဘဲကဆရွေဘဲကြဆုံးမြင်သည်ဟူမေးတကဲ့သို့ရှိအယောင်ကိုမေးကနေလာကိုဖြေမှသိရမည်ကဘာဥကထိုနေလာကိုဖြစ်ပေါ်ကြလျက်ကဘာပြတ်မှထိုနေလာကိုကွယ်ပြောင်းမည်ဟူဖြေရမည်ဥပမာဥပမေးရဟာရပြတော်ကဤတတ္တဝါတွေမှာနေ လာရောက်နှင့်သာလောစွာတူ၏ပရမတ္ထသဘာဝတရားမှာလေးလားနှင့်မခြားအလားတူ၏တာမယာနှင့်ကဘာတူ၏ဖြစ်တည်စီလိုခြင်းဟာသာဝရကဘာတန်းစာနေလာတို့မှာပြောင်ပြောင်လက်လက်ပေါ်ထွက်သော ရောင်ဝါသည်ကဘာပြက်မှ ထိုနေလာတို့ကြွေမပြက်ဆုံး၍အယောင်သုံးတဲ့ကဲ့သို့ထို့လူပမာဏဓမ္မနိယာမအဖြစ်ပစ္စလာကာရ၁၂ပါးဤဟူသောပရိစ္ဆသမုပ္ပန်ဤ၂၄ပစ္စည်းဟူသောပဋ္ဌာန်းဤ ပစ္စည်းသဘာဝဧကတနာနတအဗျာပါဒဧဝံဓမ္မရာနီးလေးပြဆက်ဆက်ပရမသဘာဝရောင်သာထွက်ပေါ်လာသော လောကသစ္စာတတ္တဝမှာတန်တရာဆုံးပရမသဘာဝတုံးမှတတ္တဝသုံးမိဟုလိုသည်ကျွန်တော်ရဲ့ဖတ်ကြားတင်ဆက်မှုကိုဤမြပင်ရန်နာခွင့်ပြုပါမိတ်ဆွေတို့ရဲ့လားဆင်တွေးကြံရှုမြင်ရင်ရရှိလာတဲ့အကျိုးတရားလေးတွေကို မိတ်ဆွေတို့အနေနဲ့ ကောမန့်လေးတွေမှာရေးပေးခဲ့ကြဖို့ဖိတ်ခေါ်အပ်ပါတယ်နှစ်သက်မယ်အကျိုးရှိမယ်ဆိုရင်လဲ like and share လေးလုပ်ပေးဖို့ subscribe လေးတွေလုပ်ပေးဖို့မိတ်ဆွေတို့ကိုလေးစားစွာတောင်းဆိုပါရစေအားလုံးမင်္ဂလာပါစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှစ်ဖြာနှစ်ဝလည်းပြည့်စုံကြပါစေ